မင်္ဂလာမနက်ခင်းပါရှင်မေလ16ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်မိသားရဲ့ထုံးလေးတင်ဆက်ပေးသွားပါရောင်းမယ်ဒီကနေ့မနက်ခင်းသတင်းတွေမှာတော့2025-2026ပညာသင်နှစ်အတွက်မေလ22ရက်ကစပြီးကျောင်းအပ်နှံနိုင်ပြီဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကြေညာခဲ့တဲ့သတင်း။အွန်လိုင်းလည်လည်မှုနဲ့ဒုစရိုက်မှုလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့အီသီယိုးပီးယားနိုင်ငံသား60ဦးကိုလွှဲပြောင်းပေးရခဲ့ပြီးတိဘက်နိုင်ငံသား71ဦးကိုထပ်မံထိန်းသိမ်းခဲ့တဲ့သတင်း။ ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ23.63တန်းနဲ့သွင်းကုန်လုပ်ငန်းရှင်တွေအတွက်ဘတ်တန်း90ရောင်းချပေးမယ်ဆိုတဲ့တဲ့။အမေရိကန်သမ္မတထရမ့်ကဆီးရီးယားသမ္မတအင်ရှရာနဲ့တွေ့ဆုံခဲ့ပြီးဆီးရီးယားနဲ့အစ္စရေးကြားပုံမှန်ဆက်ဆံရေးထူထောင်ဖို့တိုက်တွန်းခဲ့တဲ့တဲ့။ဘရာဇီးအသင်းမှာအန်ဆယ်လော်တီတစ်နှစ်ယူရို10တန်းနဲ့ကမ္ဘာဖလားရပါကအပိုစုချင်းယူရို9တန်းရရှိမယ်ဆိုတဲ့တဲ့။အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့ 2025-2026ပညာသင်နှစ်အတွက်မေ22ရက်ကနေစပြီးကျောင်းအပ်နှံနိုင်ပြီဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာခဲ့တာကိုတင်ဆက်ပေးမှာပါ2025-2026ပညာသင်နှစ်အတွက်မေလ22ရက်နေ့ကနေစပြီးကျောင်းအပ်နှံနိုင်ပြီဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ပါတယ် ်မေလ22ရက်ကနေဇွန်1ရက်အထိကျောင်းအနှံရေးသတင်းပတ်အဖြစ်သတ်မှတ်ပြီး9နှစ်အရွယ်ကလေးတွေကိုသူငယ်ရန် KG ကိုအနှံမှုနဲ့6နှစ်အရွယ်ကလေးတွေကိုပထမရန် Grade 1ကိုအနှံမှုပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဒါပြင်ကျောင်းအုပ်ဆရာဆရာမတွေအားလုံးနဲ့အရာရန်အမှုရန်တွေအားလုံးသိရှိလိုက်နိုင်ရမယ့်အချက်တွေအနေနဲ့မြေတိအခကျင်းငွေမှကောက်ခံခြင်းလက်ခံခြင်းမပြုရန်ငွေကြေးလက်ဆောင်ပစ္စည်းတစ်စုံတရာလက်ခံခြင်းမပြုရန်အတန်းတစိမ့်ကျောင်းတစိမ့်နဲ့ အခြားမည်သည့်ပစ္စည်းကိုမှရောင်းချခြင်းမပြုရန်ကျောင်းသားကျောင်းသူများပူးပေါင်းဆောင်ရွက်တည်းရေးကျောင်းတက်မှန်ရေးအိဇာများကိုနှေးစင်လှူဆောင်ရေးမိဘတွေနဲ့ပူးပေါင်းဆွေးနွေးဆောင်ရွက်ပေးဖို့ပညာသင်ကာလအတွင်းစစ်ဆေးအကဲဖြတ်ခြင်းတွေကိုညွှန်ကြားချက်တွေအတိုင်းစစ်ဆေးဖို့ကျောင်းထွက်သူလုံးဝမရှိစေရေးနဲ့အလေတန်းအထက်တန်းအဆင့်တွေကိုအစဉ်စဉ်ဆက်လက်ပညာသင်ယူနိုင်ရေးအတွက်မိဘတွေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့မူရင်းစေဝါတားဆီးကာကွယ်ရေးအရက်ဘီယာ EC grad vape secret 903ဆွဲရင်မိဘပြည်သူအလုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ရင်းနှီးရဲ့ကင်းရှင်းရေးနဲ့ရင်းစည်းကမ်းလမ်းစည်းကမ်းလိုင်းနာရေးပူးပေါင်းဆောင်ရွက်ဖို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံများဆွေးမြေးဆောင်ရွက်တက်ဖို့အသိပညာပေးရင်ကျောင်းသားကျောင်းသူတွေ game ဆွဲလက်မှုပပျောက်စေရင်နှာစေးချောင်းစိုးကိုပူချိန်မြန်မာပါကကျောင်းကိုမလာပဲနေဆက်ရကျမ်းမာရေးစေကန်းစေယုံကိုတရင်ပို့ဖို့နဲ့စေကူတောင်းမှုခံယူဖို့ အသက်၁၂နှစ်ပြည့်ပြီးကျောင်းသားကျောင်းသူတွေကိုဗစ် -19 ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးသက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ဖို့လို့ဖြစ်တယ်လို့သိရပါဗျ။အလားတူမိဘအုပ်ထင်းသူပြည်သူတွေကိုမြစ်တာရက်ခံချက်အနေနဲ့မြို့နယ်အလိုက်တမတ်နေမျိုးတွေမှာသာကြောင်းအံ့နှံဖို့ငွေကြေးဒါမှမဟုတ်လက်ဆောင်ပစ္စည်းတွေကိုကြောင်းအုပ်ဆရာဆရာမတွေဝန်ထမ်းတွေကိုပေးရခြင်းမပြုဖို့ကြောင်းသားကြောင်းသူတွေပူးပေါင်းဆောင်ရွက်တဲ့ရေးကြောင်းတက်မှန်ရေးအိမ်သားများကိုနေစဉ်လှူဆောင်ရေးကြောင်းအုပ်ဆရာဆရာမတွေနဲ့ပူးပေါင်းဆွေးနွေးဆောင်ရွက်ဖို့ ပညာသင်ကာလအတွင်းစစ်ဆေးအကဲဖြတ်ခြင်းကိုညွှန်ကြားချက်တွေအတိုင်းစစ်ဆေးနိုင်ရင်ကျောင်းထွက်သူလုံးဝမရှိစေရင်းနဲ့အလဲရန်အထက်တန်းအဆင့်တွေကိုအစဉ်စဉ်ဆက်လက်ပညာသင်ယူနိုင်ရင်မွေရစေဝတာစီကာခွေရဲ့အရက်ဘီယာ e-secret fake secret ကုန်းရမတုံးဆွဲရင်ရင်းနေရဲ့ကင်းရှင်ရင်းနဲ့ရင်စီကန်လန်စီကန်လိုင်းနာရဲ့ကျမ်းမာရင်နဲ့ညင်ညွတ်တဲ့လူနေမှုပုံစံတွေဆွေးမြေးဆောင်ရွက်တက်ဖို့အသိပညာပေးရင်ကျောင်းသားကျောင်းသူတွေ game ဆွဲလက်မှုပပျောက်ရင် ကျောင်းသားကျောင်းသူတွေနှာစေးချောင်းဆိုးကိုပူချိန်မြန်မာဘာကကျောင်းကိုမလာပဲနေဆက်ရကျမ်းမာရေးစေကန်စေယုံကိုသတင်းပို့ပေးဖို့နဲ့စေကူတောင်းမှုခံယူနိုင်ရင် COVID-19 ရောဂါကောက်ွက်တားဆီးရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့စီမင်းစေကန်တွေကိုလိုင်းနာဆောင်ရွက်ဖို့နဲ့ COVID-19 ရောဂါကောက်ွက်ဈေးကိုတတ်မှတ်အကျဉ်းရေးပြည့်မီအောင်ထိုးနှံကြဖို့အတွက်ပူးပေါင်းဆောင်ရွက်ဖို့မိဘတွေအနေနဲ့ကျောင်းဖွင့်မျိုးရေးလုပ်ငန်းတွေအတွက်အကြံပြုဖို့အစသဖြင့်ထုတ်ပြန်ထားတယ်လို့သိရပါဗျာ။ အွန်လိုင်းနေလည်မှုနဲ့ဒုစရိုက်မှုလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့အီသီယိုးပီးယားနိုင်ငံသား60ဦးလွှဲပြောင်းပေးရခဲ့ပြီးပြည်ပနိုင်ငံသား12ဦးကိုထပ်မံထိန်းသိမ်းခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အွန်လိုင်းနေလည်မှုနဲ့ဒုစရိုက်မှုလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့အီသီယိုးပီးယားနိုင်ငံသား60ဦးကိုလွှဲပြောင်းပေးရခဲ့ပြီးပြည်ပနိုင်ငံသား12ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ မေဆလီရက်မှာအီသီယိုးပီးယားနိုင်ငံသား60ဦးကိုမြန်မာထိုင်းအမတ်နှင့်ချစ်ကြည်ဒရာကနေတဆင့်သက်ဆိုင်ရာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးဥပဒေလုံထုံးလုံနည်းတွေနဲ့အညီထက်မှန်ပြည်နယ်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။အလားတူမြရီမြို့ရွှေကောက်ကမဲထော်တလေ KK Park နဲ့ကြောက်ခတ်နေမြတွေကတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်နေကြတဲ့ပြည်ပနိုင်ငံသား၁၁ဦးကိုထပ်မံစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့ပြီး က်ဆိုင်ရာနိုင်ငံတွေကိုအမြဲဆုံးပြန်လည်လွှဲပြောင်းပေးရနိုင်ရေးလိုအပ်တဲ့ကိုယ်ရေးအချက်အလက်တွေနဲ့မှတ်တမ်းတွေစိန်ရင်းကောက်ယူတဲ့လုပ်ငန်းကိုဌာနဆိုင်ရာပို့ပေါင်းအဖွဲ့တွေနဲ့ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။ ဇန်နဝါရီ30ရက်ကနေမေ14ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း960ဦးစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့က၎င်းတို့အနက်က1222ဦးကိုထိုင်းနိုင်ငံကနေတဆင့်တပ်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြင်းထန်လွှဲပြောင်းပေးခဲ့ပြီးကြံရှိတဲ့ပြည်ပနိုင်ငံသား848ဦးကိုတပ်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရလို့သိရပါတယ်။ ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ဘိုဘန်က73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ23.6တန်နဲ့သွင်းကုန်လုပ်ငန်းရှင်တွေအတွက်ဗတ်တန်း90ရောင်းချပေးမယ့်သတင်းကိုတင်ဆက်ပေးမှာပါဘိုဘန်က73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ23.6တန်နဲ့သွင်းကုန်လုပ်ငန်းရှင်တွေအတွက်ဗတ်တန်း90ရောင်းချပေးမယ်လို့သိရပါတယ် 2025ခုနှစ်မေလအတွင်းရောင်းချမှုအနေနဲ့ဘောဘန်က73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ33တန်းနဲ့ထိုင်းဘတ်တန်း200ရောင်းချပေးမှာဖြစ်ကြောင်းမေ6ရက်ကထုတ်ပြန်ခဲ့ပါတယ်။မေလ6ရက်မှာရွှန်း3.9သိန်းကျော်၊မေ9ရက်မှာဒေါ်လာ9သိန်းကျော်၊မေ10ရက်မှာရွှန်း9သိန်းကျော်၊ဘတ်9.3သန်းကျော်၊မေလ9ရက်မှာဘတ်3.6သန်းကျော် မေလ12ရက်မှာဒေါ်လာ8သိန်းကျော်ဘတ်1.5သန်းကျော်မေ13ရက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာ23.6သန်းကျော်နဲ့ဘတ်တန်း90ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။မေလ13ရက်မှာဒေါ်လာ1.62သန်းကျော်မေလ14ရက်မှာဘတ်4.3သန်းကျော်ထုံရောင်းခဲ့ပါတယ်။ ပိုးပန်းကနေရချောင်းငွေကြေးဈေးကွက်မှာစားသုံးစီနဲ့တခြားကုန်စီတင်သွင်းတဲ့လုပ်ငန်းရှင်တွေအတွက် CMB လုပ်ငန်းတွေကိုဝင်ရောက်တဲ့နေရချောင်းငွေကနေတရက်ကိုပြန်မြှဒေါ်လာ1.2တန်းခန့်နေ့စဉ်ရောင်းချပေးလျက်ရှိတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။ American သမ္မတ Trump က Syria သမ္မတ Ashura နဲ့တွေ့ဆုံခဲ့ပြီး Syria နဲ့ Israel ကြားပုံမှန်ဆက်ဆံရေးထူထောင်ဖို့တိုက်တွန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာဆီးရီးယားသမ္မတအာမက်အယ်ရှာရာနဲ့ဆော်ရီအာရေဗျနိုင်ငံမှာမေလ14ရက်ကတွေ့ဆုံခဲ့ပြီးဆီးရီးယားနဲ့အစ္စရေးကြားပုံမှန်ဆက်ဆံရေးထူထောင်ဖို့တိုက်တွန်းခဲ့ပါတယ်။အယ်ရှာရာရဲ့အစ္စလာမစ်ဦးဆောင်တဲ့အစိုးရအဖွဲ့ပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုအလုံးကိုရုပ်သိမ်းမယ်လို့အမေရိကန်ကအံ့အားသင့်ပွဲကြေညာခဲ့ပြီးတဲ့နောက်ထရမ့်ဟာဆီးရီးယားနဲ့၎င်းရဲ့ကာလကြာရှည်ရံပတ်ဖြစ်တဲ့အစ္စရေးတို့ကိုပုံမှန်ဆက်ဆံရေးထူထောင်ဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အဲ့နောက်ထရမ့်ဟာကာတာနိုင်ငံကိုသွားရောက်ခဲ့ပြီးအမေရိကန်လေယာဉ်ထုတ်လုပ်တဲ့ Boring Company ထံကနေချဲလီယင်းနေဝယ်ယူမဲ့ကာတာနိုင်ငံနဲ့သဘောတူစာချုပ်ချုပ်ဆိုမှုကိုကြီးကြပ်ကောက်ခဲ့ခဲ့ပါတယ်။ အမေရိကန်သမ္မတရဲ့တရားဝင်လေရင်တစဉ်အဖြစ်အသုံးပြုဖို့ဘိုရင်ဂျန်လေရင်တစဉ်လှူရမ်းမဲ့ကာတာရဲ့တည်ချောင်းကမ်းလှမ်းချက်နဲ့ပတ်သက်ပြီးထရမ့်ကပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ကာတာရဲ့ကမ်းလှမ်းချက်ဟာအမေရိကန်ကိုပေးတဲ့တမိုးအကြီးဆုံးလက်ဆောင်တွေထဲမှာတစ်ခုအပါအဝင် ဖြစ်လာလိမ့်မှာဖြစ်ပြီးလုံခြုံရေးနဲ့ကျင်းဝတ်သက်ခါပိုင်းအရာကရက်ရိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီးအမေရိကန်မှာတရီပေးနှူးဆော်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဆယ်စုနှစ်တစုကျော်ကြာပြည်ရင်းစစ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုင်ငံကိုပြန်လည်ထူထောင်ဖို့ကြိုးပမ်းနေတဲ့ Syria နိုင်ငံအပေါ်ပေးဆို့မှုတွေကိုရုတ်သိမ်းပေးမယ်လို့ Trump က ကြီးညာခဲ့ပြီးတဲ့နောက်တချိန်ကအခေတာအဖွဲ့နဲ့မဟာမိတ်ဖြစ်ခဲ့ပြီးအကြမ်းဖက်အဖွဲ့အဖြစ်အမေရိကန်ကသတ်မှတ်ခဲ့မှုတဲ့လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့လက်ရှိဆီးရီးယားသမ္မတအယ်ရှာရာနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ဘရာဇီးအသင်းမှာအန်ဆယ်လော့တီတနည်းယူရို၁၀သန်းနဲ့ကမ္ဘာဖလားရပါက အပိုစုချင်းယူရို၅သန်းရရှိမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဘရာဇီးနိုင်ငံရွေးစဉ်အသင်းကိုကင်တွယ်တော့မဲ့အီတလီဝိုင်းရဲ့နေပြအန်ဆယ်လော့တီဟာလမ်းဆောင်ွေးအဖြစ် တနစ်ကို euro 10တန်းရမှာဖြစ်ပြီး2026ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပါက euro 9တန်းအပိုထပ်ဆောင်းရရှိမှာဖြစ်တယ်လို့သိရပါတယ်။ SLT ဟာရီရဲ့အသင်းနဲ့2026ခုနှစ်ဇွန်လအထိတက်တန်းရှိနေပေမဲ့လည်းရာသီကုန်မှာနှစ်ဦးသဘောတူလမ်းခွဲမှာဖြစ်ပါတယ်။၎င်းအနေနဲ့ရီရဲ့သမိုင်းမှာအောင်မြင်ဆုံးနှိပြဖြစ်ခဲ့ပြီးချန်ပီယံလိဖလား၃ကြိမ်၊ဥရောပစူပါဖလား၃ကြိမ်၊လာလီဂါဖလား၂ကြိမ်၊စပိန်ဘီယံဖလား၂ကြိမ်၊စပိန်စူပါဖလား၂ကြိမ်၊ကလပ်ကမ္ဘာဖလား၂ကြိမ် အင်တာကွန်တီနန်တယ်ဖလားတစ်ကြိမ်ရယူပေးခဲ့ပါတယ်။ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကရီယယ်မက်ဒရစ်နီးပြအန်ဆယ်လော့တီဟာဘရာဇီးလူရေးစင်အသင်းကိုမေ26ရက်ကစာပေးကင်တွေတော့မှာဖြစ်ကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကအတည်ပြုကြေညာခဲ့ပါတယ်။အန်ဆယ်လော့တီဟာဘရာဇီးအသင်းသမိုင်းမှာပထမဆုံးနိုင်ငံသားနီးပြအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ 65နှစ်အရွယ်အန်ဆယ်လော်တီဟာရီရဲ့အသင်းကိုနှစ်ကြိမ်ကင်တွေ့ပြီးအောင်မြင်မှုများစွာရယူပေးနိုင်ခဲ့ပေမဲ့ပြီးခဲ့တဲ့ရာသီကလေးကလမ်းခွဲသတင်းတွေထွက်ပေါ်ခဲ့ပြီးအခုရာသီမှာတော့အသင်းအနေနဲ့အားနည်းချက်တွေရှိခဲ့တာကြောင့်အသင်းဥက္ကဋ္ဌ Florentino Perez ကအပြောင်းလဲပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဘရာဇီးဘုံလုံးဖွဲ့ချုပ်ကလည်း Ancelotti ကိုနေပြအဖြစ်ခန့်အပ်ဖို့ပြီးခဲ့တဲ့နှစ်ခရဲကချိန်ရွယ်နေခဲ့တာဖြစ်ပြီးအခုအခါသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မေလ16ရက်နေ့မနက်ခင်းသတင်းတွေကိုဒန်ရဲထွန်းနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်